မင်္ဂလာပါရှင်။မတော်ချက်နယ်ကနေပြောပြန်လေးကြိုဆိုလိုက်ပါတယ်။တမရစစ်ကြောင်းတွေရောတီဘောမြို့ကိုပြန်လေးသိမ်းပိုက်နိုင်ဖို့အလားလာကောင်းနေချိန်မှာတရနာလီနဲ့ပူပေါင်းအဖွဲ့တွေကစိတ်သက်သာစင်မှုနဲ့အတူအခက်အခဲပြဿနာများစွာရှိနေတယ်လို့သိရပါတယ်။ဒေဥတံဖိုင်ထဲမှာတော့တရနာလီနဲ့ပူပေါင်းအဖွဲ့တွေဟာတမရရဲ့ထိုးစီအရှိန်ကြောင့်ဘလို့အခြေအနေမျိုးတွေရှိနေတယ်လဲဆိုတာကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မူတော်ချန်နယ်ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရဲ့တမ်မရော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့ထိုးစစ်အဟုန်ကြောင့်တအောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ TNL နဲ့ပူပေါင်းအဖွဲ့တွေဟာအထိတ်ကိုက်အကြဆုံးများနေကတမ်မရော်စစ်ကြောင်းတွေက အော်တိုဘာလအတွင်းမှာတီဘောမျိုးကိုအလုံးစုံ ပြန်သိမ်းနိုင်မဲ့အလားအလာတွေရှိနေတယ်လို့သိရပါတယ်။တမ်မရော်စစ်ကြောင်းတွေဟာပြီးခဲ့တဲ့အော်တိုဘာလတရနေ့မှာ ကြောင်မဲမြို့ကိုအလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ရပ်ပိုင်းအကြမှာပဲတီဘောမြို့ကိုပြန်လည်သိမ်းပိုက်နိုင်အောင် ထိုးစစ်ဆင်ခဲ့ရာလက်ရှိချိန်မှာတီဘောမြို့နဲ့တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်ပါတယ်။ကိုခိုင်စောကတီဘောမြို့ကိုထိုးစစ်ဆင်နေရဲ့မိမိတို့တပ်မတော်ရဲ့တိုက်စစ်အဟုံဟာအလုံးထင်မဲ့ဌာနေရာထက်ကိုပို့ပြီးတော့အများကြီးမြန်ဆန်နေပါတယ်။ဒီနေ့မှဆိုရင်ဖြင့်ရန်သူအခိုင်မာခန့်စစ်ပြင်ထားတဲ့နော်အန်ရွာခန့်စစ်ကိုထိုးပေါက်သိမ်းပိုက်ထားခဲ့ပြီဖြစ်ပါတယ်။ နော်အန်ခန့်စေဟာကြောင်မဲမျိုးမှကိုးမိုင်အထိတော်သွားပြီဖြစ်နေပြီးတော့တီဘောမျိုးကိုရောက်ဖို့တော့ရှစ်မိုင်အကွာပဲလိုပါတော့တယ်။ပလောင်အကျန်းဖက်သမားတွေအကောင်းဆုံးခန့်စေပြင်ထားတဲ့နမဲကျော်ကျင်းတီတာတတာနဲ့တော့နှစ်တသမရှစ်မိုင်အကွာမှာရှိပါတယ်။ကျင်းတီတိုက်ပွဲမှာတမရော်သားတွေဘလို့အစွမ်းနေပြပြီးတင်ပိုက်ကြမလဲ။ရန်သူဘလို့ပုံစံနဲ့ထပ်ပြီးထွက်ပြေးမလဲဆိုတာမကြခင်မြင်ရပါတော့မယ်လို့အော်တိုဘာလ7ရက်နေ့က၎င်းရဲ့ Telegram လူမှုကွန်ရက်မှာ ေတာဖော်ပြထားပါတယ်။သေဘောမျိုးဟာမန္တလေးလာရှိုးသွားမော်တော်ကားလမ်းနဲ့မြေထားလမ်းတွေဖြတ်တန်းသွားရမျိုးဖြစ်ပြီးတော့ဒုထဝတီလို့လည်းခေါ်တဲ့မြေငယ်မြေရဲ့မြေကမ်းဘေးမှာတည်ရှိနေပါတယ်။တမရစစ်ကြောင်းတွေထိုစစ်အဟုန်မြင့်တက်လာနေချိန်မှာပဲတရနာလီနဲ့ပူပေါင်းအဖွဲ့တွေဟာစိတ်တက်ကြဆဲမှုများစွာဖြစ်နေကတရနာလီအဖွဲ့တွေကြောင့်အကွဲအပြဲများစွာဖြစ်နေတယ်လို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။တရနာလီအဖွဲ့ရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေဟာ တမ်းတော်စစ်ကြောင်းတွေရဲ့ထိုးစစ်အဟုန်ကိုတောင်းခံနိုင်စွမ်းရှိမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုသိထားပေမဲ့ TNL ခေါင်းဆောင်တဦးဖြစ်တဲ့အတဖုံးကျော်ကတော့ TNL အောက်ခြေတပ်ဖွဲ့ဝင်တွေကို အတင်းကျပ်စစ်တိုက်ခိုင်းနေရလို့သိရပါတယ်။တာဖုံးကျော်ဟာကြံတန်ရိုင်းဆိုင်နဲ့ဒီစစ်ကြီးရဲမှာမတည်သေးပဲရှင်တန်ကြံနေရဲ့ဒုဒတွေအာမွေအတွေ့အစ်နဲ့ viewer တွေထက်ချဲကြတာပေါ့။ငါတို့ကတော်လန်ကြီးကိုရွေတော့တော်လန်ကြီးကငါတို့ကိုပြန်ရွေးချဲတာလေဆိုတဲ့ post ကို သူ့ရဲ့လူမှုကွန်ရက်ဆိုင်မျက်နှာ Facebook မှာရေးသားဖော်ပြခဲ့ပါတယ်။တာဘုံကျော်ရဲ့ post ကိုလေးလာကြည့်မယ်ဆိုရင် TNL အောက်ခြေတပ်ဖွဲ့ဝင်တွေကိုအတင်းကျပ်စစ်တိုက်ခိုင်းနေပြီးတော့တေတွင်နယ်ပတွန်းပို့နေရလို့ဆိုနိုင်ပါတယ်။ TNL ဟာတစ်တုံညာနှစ်ခွန်စစ်စင်ရဲ့ဒုတိယလိုင်းတုံးကဝါလနဲ့ကိုင်အဖွဲ UWSC ကချင်လက်ကိုင်အဖွဲ KIA တို့အပါအဝင်မဟာမိတ်လက်နက်ကိုင်အဖွဲတွေထံကနေအကူအညီတွေရရှိခဲ့ပေမဲ့လက်ရှိချိန်မှာတော့ဝါလနဲ့ကိုင်အဖွဲ UWSC ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့ထံကနေလက်နက်ခေရန်နဲ့စီရေငွေကြေးအကူအညီမရတော့တဲ့အတွက် TNL အဖွဲ့ဟာအခက်အခဲများစွာ ဖြစ်နေတယ်လို့သိရပါတယ်။ TNL အဖွဲ့ဟာအခက်အခဲများစွာ ဖြစ်ပေါ်နေချိန်မှာပဲ TNL အဖွဲ့ခေါင်းဆောင်နေကြမှာလေသဘောထားအမြင်ကွဲလဲမှုတွေဖြစ်ပွားလျက်ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ TNL ထိပ်ပိုင်းခေါင်းဆောင်တွေကြမှာတချို့ကစစ်ကောင်စီနဲ့အပြည့်ရက်ပြီးပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တရနာနီအနေနဲ့ဆက်ရှိပြီးတော့ငိမ့်ချန်ရေးရှုလို့သူတွေရှိနေတယ်လို့တချို့ကလည်းနှွေဦးတော်လန်ရေး PDF တွေနဲ့ပေါင်းပြီးစစ်ကောင်စီကိုအမြင့်ပြတ်တိုက်ဖို့တချို့ကလည်း PNF PSNO PSNL နဲ့ PSNF TNL ကအဆက်ဆက်မဟာမိတ်ပိသားစွာကူပြီးလမ်းပြပေးခဲ့တဲ့ KIA နဲ့ Diplomatic နေလန်းတွေရှာပြီးရှေ့ဆက်စီးရေးနိုင်ငံရေးပူးပေါင်းဆောင်ရွက်ချင်းသူတွေဆိုပြီးသုံးမျိုးရှိနေတယ်လို့ ကချင်မီဒီယာတခုဖြစ်တဲ့ KSSM ကဖော်ပြထားပါတယ်။ TNL ထိပ်ပိုင်းကောင်းဆောင်နေကြသဘောထားကွဲလွဲမှုတွေရှိနေချိန်မှာပဲ TNL ကောင်းဆောင်တူဖြစ်တဲ့တာဖုံးကျော်ကစစ်ဆက်တိုက်ဖို့တိုက်တော်နေခြင်းဟာအောက်ခြေချက်ဖွဲ့ဝင်တွေကိုကိုချင်းမစားပဲတည်တွင်းနဲ့တွန်းပို့နေရမျိုးဖြစ်နေပါတယ်။ TNL အဖွဲ့ဟာသမိုင်းဝင်တောင်ခမ်းတိုက်ပွဲမှာစစ်ဦးကျိုးခဲရှာပြီးနောက်လက်ရှိချိန်ထိတမ်းမတော်စစ်ကြောင်းတွေရဲ့ထိုးစစ်အဟုန်ကိုတောက်ခံနိုင်စွမ်းမရှိပဲ။ မြို့တွေစခန်းတွေတစ်ခုပြီးတစ်ခုလက်လွတ်နေရတာဖြစ်ပါတယ်။တအောင်လက်နက်ကိုင်အဖွဲ့ TNL ရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေဟာတမ်းရော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင့်စိတ်သက်သာစင်းနေကြမှာပဲ။၎င်းတို့အတွက်ထောက်ပို့ပိုင်းကလည်းပြည်စုံလုံလောက်မှုမရှိဘဲဖြစ်နေတယ်လို့သိရပါတယ်။တအောင်အကြံဖက်လက်နက်ကိုင်အဖွဲ့ TNL နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖော်ပြလေရှိနေတဲ့ချစ်စရာနန်းစံမျိုးအမည်ရှိရဲ့ Facebook account တစ်ခုက TNL ရဲဘော်တွေရှေ့တန်းမှာ ရဲဘော်တွေနေမအားညမအားအသက်များစွာပေးဆက်ပြီးတိုက်ပွဲဝင်နေခြင်းတွေမှာထမင်းဟင်းလည်းဖြစ်တယ်လို့တချို့ရက်တွေမှာထမင်းလည်းလာမပိုးကြဘူးနောက်တန်းကအရာရှိတီတချို့ကဖုံးနဲ့အလုတ်တော်အလုတ်ပြတာလက်တစ်ဖက်ကကျွဲကိန်းစော်ပြီးနောက်လက်တစ်ဖက်ကဝီချက်မှာအော်ပြောနေရဲ့အဲ့ဒီအရာရှိတွေဟာအောက်ခြေတက်ဖွဲ့ဝင်တွေကိုရှေ့ကိုတက်ရအောင်တိုက်ဆိုပြီးတယောက်မှပြန်မလဲနဲ့အမိတ်တွေပေးနေရမြင်တော့အတော့ရှင်လေးဖို့ကောင်းတာ နောက်အားနေချက်တကွာတရနယ်လီရဲဘော်တွေကစီစံတွေမလုံလောက်ပြန်အောင်တရနယ်လီအောက်ခြေအဖွဲ့ဝင်တွေစီစံမလုံလောက်ပဲရှိနေချိန်မှာအရာရှိကြီးတွေကတော့စီစံအရောင်းဝယ်လုပ်နေရအများအပြားတွေ့နေရတယ်။ရှေ့တန်းမှာကကြည်မလောက်ပြင်ဆင်မှုအားနေတဲ့အပြင် drone အဝယ်တောင်းဝန်ခံတွေလည်း drone အညံ့စားတွေဝယ်ပေးပြီးစီးသီးတဲ့ငွေစင်းတွေပြတယ်။အဲ့ဒီ drone တွေကိုရှေ့တန်းမှာတုံးတဲ့အဆင်မပြေပြန်အောင်လူကြီးတချို့တွေက ဒုံးတံမိုးတဲ့ဆဲစမကတဲ့တိုက်တွေဆောက်ပြလိုက်။ကားအကောင်စားတွေဝယ်ပြလိုက်နဲ့။ရွှေလုပ်ငန်းကျောက်လုပ်ငန်းတွေမှာ TNL အရာရှိကြီးတွေရဲ့ရှယ်ယာတွေကြီးပဲ။ KTV ဘားတွေမှာလည်းဝင်လိုက်ထွက်လိုက်နဲ့။စီးစိမ်တွေနဲ့အပျော်ဘားတွေနဲ့နေမျောနေကြပြီးစစ်အသုံးစိတ်အတွေ့ကြတော့တတိမရကြတော့ဘူးလေ။ဒါရီကိုရှေ့တန်းကရဲဘော်တွေမြင်တော့စိတ်တက်မကြပဲနေတော့မလားလို့ပြောတယ်။တမ်းတော်စစ်ကြောင်းတွေကတောက်ခမ်းတိုက်ပွဲမှာတွေက တရားနာလီအဖွဲ့တွေရဲ့စကန်တွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်တဲ့အတွက်အောင်စိတ်ကအမြင့်ဆုံးရှိနေပြီးတော့တီဘောမြို့ကိုလည်းအနည်းနဲ့အမြန်ပြန်လည်သိမ်းယူကတရားနာလီအဖွဲ့တွေကို အမြင့်ပြတ်ချေမှန်းဖို့စန္ဒပြင်းပြနေရလို့သိရပါတယ်။တီဘောမြို့သိမ်းတိုက်ပွဲမှာပါဝင်နေတဲ့စစ်တီတအူဖြစ်တဲ့ဖြိုးဝေကိုကိုအမည်ရှိရဲ့ Facebook account တစ်ခုကတမ်ဘရော့ရဲ့တံပြန်ထိုးစစ်တွေထဲမှာအချိန်အကောင်ဆုံးနဲ့အထူးရောက်ဆုံးထိုးစစ်တွေကိုပြပါဆိုရင် မိမိတို့ရမခနေမီတဲကထိုးစစ်တွေကိုလက်ညှိုးထိုးပြရမှာပဲဖြစ်ပါတယ်။မိုးကုန်းဘက်ထိုးတဲ့စစ်ကြောင်းကြီးတွေဟာလေမိုးကုန်းမြို့နားထိရောက်နေနေပြီ။ဒီဘက်ကတီဘောထိုးစစ်ဟာဆိုရင်လေလက်ခေါ်ကိုကြော်လွန်ပြီးသားဖြစ်လို့တီဘောမြို့ဟာအိတ်ကတ်ထဲကဆက်ကူငဲမြတာ။တီဘောမြို့ကိုထိန်းချုပ်နိုင်ပြီဆိုတာနဲ့မိမိတို့စစ်ကြောင်းကြီးတွေဟာလက်ဖက်ချောင်းစယုံဖြစ်တဲ့နန်းစံထိနောက်ကျောလုံလုံလက်ဖက်ရည်သွားကြုံနိုင်ပြီလို့ဆိုလို့ရပါမယ်။ လက်ဖက်ကောင်းစားခြင်းလို့ပလောင်တောင်တက်နေကြမလို့တော့တဲ့အတွက်မို့တက်နေတဲ့လက်ဖက်တွေကိုဒီအင်ရှင်ကအပြောင်းရှင်းဖို့တော့လိုတာပေါ့လေအရင်အရင်တီဘောဘက်ကခွာစစ်စင်ခဲ့တဲ့တက်တွေကိုဝိုင်းရီလောင်ပြောင်းခဲ့ပြီးကိုထီလက်ရောက်စော်ကားခဲ့တဲ့လက်ဖက်၆တွေနဲ့နောက်မီးဆွဲချေးပိုးထိုးတွေကိုလည်းမမေ့ပါဘူးပလောင်လက်ဖက်ဘာကြောင့်ဈေးကွဲပြောက်ရတယ်လဲဆိုရင်တော့လက်ဖက်တို့ကြောင်မဲတီဘောကိုထိန်းချုပ်ပြီးတက္ကလာဒေါက်တာတွေနဲ့ထုတ်ကြွားခဲ့တဲ့အင်အားဟာဆိုရင်တောင်ကနန်နေပါရှိခဲ့တယ် ဒါပေမဲ့လည်းပလောင်တစ်ဖက်ဟာဆိုရင်မဟာမိတ်အဖွဲ့တွေနဲ့မကြာခဏနေရလူယူခြင်းမဟာမိတ်တွေအပေါ်သစ္စာမရှိရာကြောင့်လက်နက်ခရံလုံလောက်မှုမရှိတော့ခြင်း PDF တွေပါဝင်မှုနေပါလာခြင်းအလင်းဝင်တွေများလာခြင်းစစ်ပြေးအင်အားပေါများလာခြင်းနဲ့စစ်ရှုံးတွေမြေတိုးပွားလာခြင်းအကြဆုံးအင်အားမရေတွက်နိုင်တော့ခြင်းအသေးပြောက်တွေများတဲ့ထက်များလာခြင်းနောက်လိုက်တွေမှခေါင်းဆောင်အပေါ်ယုံကြည်မှုမရှိတော့ခြင်းခေါင်းဆောင်ကပြေးနောက်လိုက်ကစတေးနေရခြင်း အပြတ်အတောက်တောက်လျှောက်တိုးဝှနေရခြင်းပြည်သူလူထုရဲ့ယုံကြည်မှုမရှိတော့ခြင်းဓမ္မမဟုတ်ရွှန်ရှာလာခြင်း၎င်းတို့ပလောင်လူမျိုးတွေကိုယ်တိုင်ကပင်မယုံကြည်တော့ခြင်းအစရေကယုံကြည်မှုမရှိခြင်းတွေကြောင့်ညမကြခင်မှာပလောင်လက်ဖဲ၆တည်ရနံလေးဟာဈေးကွက်ပြောက်တော့မှာဖြစ်ပါရင်နောက်နောက်ရှမ်းပြည်တခွင်မှာရှင်ရွေးတောင်းရင်ပဲဖြစ်ဖြစ်လက်ဖက်တုံစားရင်ပဲဖြစ်ဖြစ် ရှမ်းပြည်ကပြည်သူချစ်ပြီးမုံမတက်တဲ့ရွှေပြည်ဦးလက်ဖက်၆သာသုံးတင်ကြောင်းနဲ့ဒီ ပါလာလက်ဖက်6တွေကိုနိုင်ငံရဲ့အကုန်ပစ္စည်းအဖြစ်မှဖယ်ရှားရမှာဖြစ်ပါတယ်။ဒီလက်ဖက်6တွေဟာအတိတ်ပစ္စုပန်ရော အနာဂတ်မှာပါအသိရှိရာဖြစ်တဲ့အတွက်ပြည်သူတွေရဲ့နေရေးထိုင်ရေးအကျိုးစီးပွားမြေတားတွေကို ထောက်ထားပြီးဒီမိုတက်နေရဲ့လက်ဖက်တွေကင်းစင်သွားတဲ့ထိအောင်ရှင်းလင်းသွားမှာဖြစ်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပြစီလို့ရှင်းသားဖော်ပြထားပါတယ်။ DNA လေးဟာလက်ရှိချိန်မှာတရုတ်နိုင်ငံရဲ့နိုင်ငံရေးဖိအားတမရော်စစ်ကြောင်းတွေရဲ့စစ်ရေးဖိအားတွေအပြင် တရားနာရေးအဖွဲ့တွေကမှသဘောထားအမြင်ကွဲလဲလာခြင်းလက်နက်ခဲယံလုံလောက်မှုမရှိခြင်းစတဲ့အချက်တွေကစိတ်တက်ကြဆင်းမှုတွေဖြစ်ပွားနေခြင်းကြောင့်တမရော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့ထိုးစစ်အဟုန်ကို ရေရှည်တောက်ခံနိုင်မှာမဟုတ်ပေတီပွားမြို့ကိုလည်းအနည်းနဲ့အမြန်လက်လွှတ်ရပဲရှိနေပါတယ်။တရားနာရေးအောက်ခြေတပ်ဖွဲ့ဝင်တွေအနည်းနဲ့တမရော်စစ်ကြောင်းတွေရဲ့တိုက်စစ်ကိုခုခံနိုင်စွဲမရှိပါတည်ရဲ့သားနဲ့အသက်အသေးခံပါလား။ နက်နက်ချအလင်းဝင်မှလာရွေးချယ်ရမယ့်အချိန်လေးဖြစ်ပါတယ်။ပရိသတ်ကြီးရဲ့တီဘောမျိုးတိုက်ပွဲတွင်တမရော်စစ်ကြောင်းတွေရဲ့ထိုးစစ်ကြောင့်တီဘောမျိုးကနေကုတ်ခါမျိုးထိဆုတ်ခွာနေရဲ့တီယန်နန်လီနဲ့ပူပေါင်းအခွဲတွေရဲ့ရုပ်တံဖိုင်ကိုလည်းဖော်ပြပေးလိုက်ပါရဲ့ရှင်။